ဟုတ်ကဲ့ဥက္ကမိုးစောခင်ဗျာလူပေါင်းတပ်ပါတီအနေနဲ့တရားဝင်မှတ်ပုံတင်မဲ့အကြောင်းပြောပြပေးပါခင်ဗျာဒီပထမဆုံးကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ခနေ့နိုင်ငံရေးဖြစ်စဉ်တဲမှာနော်လူပေါင်းတဒီမိုကရက်တစ်ပါတီအနေနဲ့ဒီပါဝင်နိုင်ဖို့ဆိုတဲ့အချက်ကိုကျွန်တော်တို့အခြေခံပါတယ်ခနေ့တိုင်းပြည်ထဲမှာလည်းအပြောင်းအလဲတချို့ဖြစ်ပေါ်နေတယ်အဲ့ဒီအပြောင်းအလဲတချို့ကိုဒီထက်ပိုပြီးတော့ပြည်ပြင်းပြောင်းလဲသွားအောင် ကျွန်တော်တို့ရဲ့မူလညီမှန်းချက်တွေဖြစ်တဲ့နော်ဒီမိုကရေစီဖက်ရယ်ပြည်ထောင်စုလိုဟာမျိုးကိုတည်ဆောက်နိုင်တဲ့အထည်ပေါ့နော်တိုင်းပြည်ရဲ့အခြေအနေအရပွင့်လင်းသွားဖို့ဆိုလို့ရှိရင်ဒီဖြစ်စဉ်တဲမှာကျွန်တော်တို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီပြည်ထောင်စုအစိုးရရဲ့ညဉ့်ညံ့မှုပေါ်ဆောင်ရေးကော်မတီဒုဥက္ကဋ္ဌနော်ဝန်ကြီးပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့အဖွဲ့နဲ့ကျွန်တော်တို့ ဒီ2012ခုနှစ်ဖေဖော်ဝါရီလမှာစပြီးတော့တွေ့ဆုံဖြစ်တယ်တွေ့ဆုံဖြစ်ပြီးတော့အဲ့ရဆက်တော့ကျွန်တော်တို့ပါတီနဲ့ညီညာမှုပေါ်ဆောင်ရေးကော်မတီနဲ့တော့တွေ့ဆုံဆွေးနွေးတာဒီတစ်နှစ်အတွင်းမှာအနည်းဆုံး6ချိန်လောက်ရှိပါတယ်အဲ့လောက်6ချိန်လောက်ပြီးတဲ့အခါမှာကျွန်တော်တို့ကိုယ်တော့ဒီညီညာမှုပေါ်ဆောင်ရေးကော်မတီအနေနဲ့ကတိပေးတာကနော်ကနေပြည်တော်စုဆိုရအနေနဲ့ခင်ဗျားတို့ပါတီကိုအမြင်မဲ့စင်းရင်ဒါမှမဟုတ်လို့ရှိရင်ဒီမတရားတဲ့ ကနေပြီးတော့ဖယ်ထုတ်ပေးမယ်။နောက်နိုင်ငံရေးအရကျွန်တော်ပါတီဝင်တူချင်းစီအပေါ်မှာဆွဲချက်တင်ထားတာရှိကောင်းရှိနိုင်တယ်။ဒါတွေကိုလည်းပဲခုနလိုဖြေလျှော့ပေးမယ်။နောက်တစ်ခုကကျွန်တော်ပါတီအနေနဲ့ညောတရဝင်းဘလော့ကောမနိုင်ငံရေးပါတီပြတ်မှတ်ပုံတင်ဖို့ဆိုလို့ရှိရင်ကျွန်တော်အပါအဝင်ကျွန်တော်ပါတီဝင်တွေဒီမှာအမျိုးသားမှတ်ပုံတင်ကိစ္စတွေပြန်လုပ်ဖို့နော်နိုင်ငံသား ပြန်ဖြစ်နိုင်မှုကိစ္စတွေကိုဆောင်ရွက်ပေးမယ်။နောက်စရုပ်ထတစ်ချက်ကတော့ကျွန်တော်တို့ဒီမိသားစုဝင်တွေရဲ့ကလေးတွေရဲ့နော်ပညာရေးကိစ္စအစားပေါင်းကူးနိုင်ဖို့ကိုစီစဉ်ပေးမယ်။နောက်နောက်တစ်ချက်ကကျွန်တော်တို့ပါတီကအနေနဲ့တိုင်းပြည်တွေကိုပြန်လာတဲ့အခါမှာတချို့ပါတီဝင်အနေနဲ့လည်းနိုင်ငံရေးလှုပ်ရှားမှလှုပ်တော့မယ်။ဟောသူတို့အနေနဲ့ကတော့လို့ဟို NGO တခုခုဆောင်ရွက်မယ်ဆိုလို့ရှိရင်လည်းသူတို့ကူညီမယ်။နောက် တစ်ချက်ကတော့အကယ်၍ကျွန်တော်ပါတီကနပါတီပြန်ပြီးတော့မှတ်ပုံတင်နိုင်ဖို့စူးစမ်းနေတဲ့ကာလမှာမစူးစမ်းနေတဲ့ကာလမှာကျွန်တော်ခုလိုယာယီနေရာလေးရှာပြီးတော့ကျွန်တော်ပြင်ဆင်ရေးလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်လည်းခွင့်ပြုမယ်ပေါ့နော်စသဖြင့်ဒီအချက်၆ချက်ကိုသဘောတူလာပါတယ်လူပေါင်းတပ်ပါတီအနေနဲ့မှတ်ပုံတင်မယ်ဆိုတော့2015ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့ပြင်ဆင်နေပါသလားခင်ဗျာအခုကျွန်တော်ပါတီရောက်ကပါတီတည်ထောင်ဖို့အတွက်ပြင်ဆင်နေတဲ့ကာလပဲရှိသေးတယ်ဆိုတော့ ပါတီထောင်နိုင်မှုအတွက်ပါတီတရားဝင်ယက်တည်နိုင်မှုအတွက်ပါတီရာကိနိုင်ငံရေးဖြစ်စဉ်ထဲမှာတိတ်ခါရှိရှိပါဝင်နိုင်မှုအတွက်ပြင်ဆင်နေတဲ့ကာလပဲရှိသေးတယ်။နော်ရွေးကောက်ပွဲဆိုတာဒုတိယအဆင့်ဖြစ်လိမ့်မယ်ထင်တယ်။အသို့တော်လည်းပဲနိုင်ငံရေးပါတီတစ်ခုအနေနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်နော်အနောက်တရနိုင်ငံရေးပါတီဖြစ်ပြီဆိုတော့ဒီရွေးကောက်ပွဲဆိုတဲ့ဖြစ်စဉ်ကိုမဖြစ်မနေပြတ်တမ်းရမှာပဲ။မဖြစ်မနေပြတ်တမ်းရမှာပဲ။သို့တော်လည်းပဲကိနိုင်ငံရေးအခြေအနေတွေအရာပြောမယ်ဆိုရင် ။အဲကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ပါတီတည်ဆောက်ရေးပဲပို့ပြီးတော့ဦးစားပေးပြီးဆောင်ရွက်တဲ့နယ်လို့ယူဆပါတယ်။လူပေါင်းဒီပါတီရဲ့မူဝါဒလမ်းစဉ်အကြောင်းနည်းနည်းရှင်းပြပေးပါခင်ဗျာ။အဲကျွန်တော်တို့တံမိုးထားတာကတော့နော်ကျွန်တော်တို့တံမိုးထားတာကတော့ဒီလွတ်လပ်မှုနော်တန်တူမှုသွေးစင်းညီညွတ်မှုနော်ဒါတွေကိုကျွန်တော်တို့ပါတီအနေနဲ့တံမိုးထားတယ်။ကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့ပါတီဝင်တွေနဲ့ဒီပေါ်မှာဘလို့ခေါ်မလဲအလေးထားတယ်လို့ပြောချင်ပါတယ် ခနေ့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုကျွန်တော်တို့ချီတက်နေကြရတယ်။ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုဥတီတဲ့အပြောင်းလဲတွေဖြစ်ပေါ်နေတယ်။ဒီအပြောင်းလဲတွေထဲမှာကျွန်တော်တို့အဓိကထားတာကတန်းတူမှုနဲ့တရားမျှတမှုကိုအဓိကထားပါတယ်။နော်တန်းတူမှုနဲ့တရားမျှတမှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီကိုတိဆောက်တဲ့နေရာမှာပြည်ပြင်လိမ့်မယ်လို့ကျွန်တော်တို့မယူဆဘူး။ โอเคဟိုတခြားဘာများထပ်ဖြည့်ဆွပြောခြင်းပါတယ်လေခင်ဗျာနောက်ထပ်ကျွန်တော်ပြောခြင်းတာကတော့ကျွန်တော်တို့အနေနဲ့ကနေတိုင်းမြေနိုင်ငံရေးဖြစ်စဉ်ထဲမှာပေါ့နော်လူအောင်တဒီမိုကရက်တစ်ပါတီအနေနဲ့ပါဝင်ပြီးတော့ကျွန်တော်တို့ဒီကနေ့အပြောင်းလဲတွေကပို့ပြီးတော့ကောင်းမွန်လာအောင်ပို့ပြီးတော့ပြည့်စုံလာအောင်ကျွန်တော်တို့တတ်နိုင်သမျှအုပ်တစ်ချက်ပဲဖြစ်ဖြစ်တဲတပွင့်ပဲဖြစ်တတ်နိုင်သမျှကျွန်တော်တို့ပါဝင်ပြီးတော့အလုပ်ကျွေးပြုခြင်းနဲ့တပြိုင်တည်းထဲမှာလည်းပဲကနေ့ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခဒုက္ခအဆုံးဆုံးကိုတန်းတိုင်သမျှဘလို့ပုံသံဘလို့နီးနဲ့နိုင်ငံရေးပါတီတစ်ခုအနေနဲ့ဘလို့ပုံသဏ္ဍာန်နဲ့ကုညီတိုင်ဘလို့ပုံသဏ္ဍာန်နဲ့အလုပ်ကျွေးပြုနိုင်မလဲဆိုတဲ့အပေါ်မှာကျွန်တော်စဉ်းစားပြီးတော့မှကျွန်တော်တို့ပါတီကိုမျိုးပေါ်မှာပြန်ပြီးရည်တည်ဖို့ကြိုးစားတာဖြစ်တယ်။ဟုတ်ကဲ့အားရဖေကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ